မင်္ဂလာပါကလေးတို့ရေဒီချက်ကတော့ grace သိပ်ပန်းတင် जा ပေးမယ့်တစ်ချက်ချင်းဖြစ်ပါတယ်အခန်းက10နှစ်10ဖွဲ့စည်းပုံကနေပြီးတော့မှသင်ခန်းစာ2 10အကြောင်းကိုဒီချက်တို့လေ့လာကြရအောင်ကဲဟုတ်ပြီအဲ့တော့10အဲ့တော့10ဆိုတာကတော့နျူကလ িয়ার နဲ့စိုက်တိုပလာဇမ်ကိုပါဝင်တဲ့ ပရိုတိုပလာဇန်အပိုင်းအစဖြစ်ပါတယ်။တက်ရှိဖြစ်စဉ်များကိုဆဲတစ်ခုတည်းဖြစ်လဲလှုပ်ဆောင်နိုင်တယ်။ဥပမာအမီးဘာပါရာမီစီယန်တက်ရှိအများစုသည်ဆဲများစွာဖြင့်ဖွဲ့စည်းထားပြီးဖြစ်စဉ်များကိုဆဲများက အဖွဲလိုက်စုပေါင်းလှုပ်ဆောင်ကြတယ်။တာမန်မျက်စိဖြင့်မမြင်နိုင်သော အလွန်သိငယ်သည့်အရာများကို အစာပေါင်းများစွာ ချက်ကြည့်နိုင်ရန်မြည်သည့်ကိရိယာကို အသုံးပြုပါသည်။ ်ပါတယ်အဖြေလေးကတော့ဒီချေတို့အနုကြည့်ကြိယာကိုအသုံးပြုပါတယ်နော်ကဲလုပ်ငန်းနှစ်ကလေးကိုကြည်ပေးပါလုပ်ငန်းနှစ်ကလေးကတော့တချေတို့ကံရည်ဒါမှမဟုတ်လို့ရှိရင်မြောင်းရည်တစ်စက်ဒါမှမဟုတ်လို့ရှိရင်ကျစ်သွန်နေရဲ့အမေးပါးလေးကိုတချေတို့ခွာပြီးတော့မှရည်တစ်စက်ချပြီးစလိုက်ပြားပေါ်မှာတင်ကအနုကြည့်ကြိယာဖြစ်ကြည့်မယ်ဆိုလို့ရှိရင်မြင်ရတဲ့အရာလေးကိုတာဝန်သမီးတို့ကပုံဆွဲကြည့်ပေးပါဟုတ်ပြီနော်ဒါတာဝန်သမီးတို့ကိုယ်တိုင်လက်တွေ့လေးပြုလုပ်ရပါမယ်နော် ကဲဟုတ်ပြီကဲဒါဆိုရင်ဒီချေတို့အဓိကချက်ကလေးကိုသွားရအောင်အဓိကချက်ကလေးကတော့သက်ရှိများကိုတိဆောက်ထားသောအခြေခံ unit ကို cell လို့ခေါ်ပါတယ်အဲ့တော့တာမန်မျက်စိဖြင့်မမြင်နိုင်သောအရာများကိုအနုကြည်ကရိယာဖြင့်ကြည့်၍မြင်နိုင်ပါတယ် ကဲဟုတ်ပြီဒါဆိုရင်ဒီချက်ဒီနေ့တင်လိုက်တဲ့သင်ခန်းစာလေးကတော့အခန်းက10နှစ်ဆဲဖွဲ့စည်းတိစားပုံကနေဒီချက်တို့သင်ခန်းစာနှစ်ဆဲရဲ့အကြောင်းပဲဖြစ်ပါတယ်ကဲတားတို့သမီးတို့နားလည်လိမ့်မယ်လို့ဒီချက်ထင်ပါတယ်တားတို့သမီးတို့လည်းလေ့ကျင့်ခန်းလေးကိုဆက်ပြီးတော့လေ့လာကြပါအောင်နော်ကဲဒါဆိုရင်ဒီချက်ဒီသင်ခန်းစာလေးကိုဒီမှာရက်ပြီးတော့နောက်စာသင်ချိန်မှာပြန်တွေ့မယ်နော်